အလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကဒီဘဘိုးဘွားတွေကတော့လေယာလုပ်ငန်းတွေလေအဲဆောက်လုံးလုပ်ခဲ့တာပေါ့ကျွန်တော်တို့ကတော့ကျွန်တော်တို့အခြေအနေရောက်လာတဲ့ကျွန်တော်ကျွန်တော်တို့ကနိုင်ငံတာဝန်ပေါ့နော်ဆိုရတာဝန်တွေမှာကျွန်တော်တာဝန်ထမ်းဆောင်တဲ့အခါကျတော့ဒီလုပ်ငန်းတွေနဲ့ကဲကွာနေတယ်ဆိုပေမဲ့တကယ်တမ်းကျွန်တော်တို့ရဲ့ရေတွေကကျွန်တော်ဘိုးဘွားတွေခံစားခဲ့ရတဲ့ အခြေအနေတွေဟာဒီနေ့လည်းပဲဒီအခြေအနေမျိုးပါပဲဟောလေသမားဘောဟာအိုးလွန်ခဲ့တဲ့ကျွန်တော်တက်ပေါင်းများစွာကရှိနေတဲ့အခြေအနေရနေပြီးဒီနေ့အခြေအနေလည်းဒီအခြေအနေပဲရှိပါတယ်အဲ့တော့ကျွန်တော်တို့ကဘူဝါဒတွေအများကြီးပြုတ်ပြောင်းလဲဖို့လိုအပ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်အချင်းချုပ်ပေါ့နော်ကျွန်တော်တင်ပြခြင်းနဲ့အဲကိစ္စလေးရတော့ကျွန်တော်တို့ဒီပါတီမှာဒီလေသမားကြီးကကိစ္စတွေတော့ကလုံသွားကြီးကကိစ္စတွေတော့ ဒီကျောင်းမရေးကိစ္စတွေအစိုက်ပြင်ကိစ္စပေါင်းများစွာကိုကျွန်တော်တို့ကကော်ပီတီဖွဲ့ပြီးတော့ကျွန်တော်တို့ဆောင်ရွက်နေတာရှိပါတယ်အဲကျွန်တော်ဆိုရင်တော့ဒါတောင်လင်းသွားရေးရကိစ္စနဲ့ပတ်သက်လို့တောင်ရရတဲ့အဲကော်ပီရဲ့ဥပဒေဖြစ်ပါတယ်ကျွန်တော်တို့ဒီပါတီကိုစပြီးတော့တည်ထောင်ပြီးတဲ့နောက်ပိုင်းမှာဒီကော်ပီတီနဲ့ဖွဲ့စည်းပြီးတော့ကျွန်တော်ရဲ့လုပ်ငန်းတာဝန်ရဒင်းမြေတည်တည်မှာရှိနေတဲ့ကျွန်တော်ရဲ့တောင်လင်းသမားတွေကိုကျွန်တော်တို့ကြွားရောက်ပြီးတော့သူတို့လုပ်ငန်းတွေကိုကျွန်တော်တို့ကလေ့လာပါတယ်ဆွေးနွေးပါတယ် တော့ကျွန်တော်တို့လည်းပူကြီးပံ့ပိုးမှုတွေလည်းကျွန်တော်လုပ်ကြည့်ခဲ့တာရှိပါတယ်။အဲတော့ကျွန်တော်တို့ရဲ့ဒီတရားခဏနဲ့ပတ်သက်လို့အစိုးရတာဝန်ရှိသူများဟိုတိုက်တွန်းတဲ့ကျွန်တော်တို့အကြံပေးချက်တွေကျွန်တော်ဆောင်ရွက်ခဲ့တာရှိပါတယ်။ကျွန်တော်ရဲ့ပါတီရဲ့မူဝါဒထဲမှာလည်းပဲအခုကျွန်တော်ရွေးကောက်ပွဲအောင်နိုင်ရေးကျင်းညာသဏ္ဍာန်မှာကျွန်တော်ဒါတွေလည်းကျွန်တော်ရှင်းလင်းပြီးတော့တင်ပြတာတာရှိပါတယ်။အဲတော့အဲ့ဒီမှာတော့သေးသေးကျွန်တော်တို့ပေါ်ပြထားတာရှိပါတယ်။ဒီကဲတဲ့ကျွန်တော်တို့သတင်းစာရှင်းလင်းပွဲ တတိယအကြိမ်မှာလည်းပဲတုံလင်းသွားကြီးရနဲ့ပတ်သက်တဲ့ကျွန်တော်တို့အမီဒီယာတွေစစ်ကျွန်တော်တို့တင်ပြခဲ့တာတွေလည်းရှိပါတယ်ဗဒါတွေကတော်တော်လေးကျေပြန့်နေကျွန်တော်တို့ဆောင်ရွက်နေတဲ့ဆိုတဲ့အကြောင်းတွေကိုအားလုံးပြည်ပပြည်သူများသိရှိအောင်ကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်အဲ့တော့သို့တော့ဟိုကုသလေတယောက်ဘောနော်ပါတီဝင်တယောက်ကနေပြီးတော့ဆွေးနွေးတဲ့ကိစ္စကျွန်တော်တို့ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်တော်တို့တော်တော်လေးသိပါတယ်တော်တော်လေးလေးလေ့လာခဲ့ပါတယ် အဲလုံဆောင်မှုအစီအမံတွေလည်းကျွန်တော်ဆောင်ရွက်နေတယ်ဆိုတဲ့အကြောင်းတော့ကျွန်တော်ရှင်းလင်းတင်ပြလိုပါတယ်ပထမအချက်ကတော့တောင်လေသွားတွေနေတဲ့စပြီးတော့တော့ဘာစိုက်တော်မယ်ဆိုရင်မြေပြုတ်ပြင်းရတဲ့ကိစ္စတွေဒါအိုရိုင်းပြောသွားတဲ့အတိုင်းပါပဲနော်ကုန်ကြတဲ့ချိန်များရှိပါတော့နောက်တစ်ခါအဲ့ဒီသွင်းအားစုဆိုတဲ့မျိုးစဘာတို့ဓာမျိုးသားတို့ပုသက်စီတို့ပေါင်းသက်စီတို့ပင်အားစီတို့စိုက်ပြန်ဒါတွေလည်းပဲဟိုအရင်ကလွန်ခဲ့တဲ့တစ်နှစ်နှစ်လောက်ကတက်ကို၃ဆလောက်ကျွန်တော် မြင့်တက်လာတာတွေ့ရတယ်။အရင်တော့ကျွန်တော်တို့ဓာတ်ပြော်သာအဲတိတ်ကို50ကီလိုတိတ်ကို9000 6000ကနေလို့အခုသသိန်းပဲအထက်မှာကျွန်တော်ရှိပါတယ်။တော့ဒါတော့မှတကယ်အစ်စ်မြင့်မျိုးသာမဟုတ်သေးပါဘူးနော်။ပြည်တွင်းမှာထုတ်လုပ်တဲ့မျိုးသာတွေပါပဲ။နိုင်ငံခြားတွေတော့တကယ်အစ်စ်မြင့်ဓာတ်ပြော်သာတင်သွင်းလို့ဆိုရင်ဒီသက်မကဈေးများပါလေ။ဘာကြောင့်ဈေးများလဲဆိုတော့ဥပဒေပြောသလိုပဲကျွန်တော်တို့မှာတင်သွင်းရတဲ့ခက်ခဲတွေငွေကြေးကျွန်တော်တို့ဟိုသုံးစွဲရတဲ့အနေအထားတွေပေါ့။ဟိုတခါလဲကျွန်တော်တို့ကဒီဟို နိုင်ငံခြားနေတင်သွင်းတဲ့အခါမှာသူတို့တတ်မှတ်တဲ့ဈေးတစ်ခါလည်းကျွန်တော်တော့တုံးလို့မရဘူးဒီပေါ်မှာကုန်ကျစရိတ်အများရှိပါတယ်နော်အဲ့မှာငွေချေးနဲ့ပတ်သက်တဲ့အန်နီဒေါ်လာဆိုတော့ကျွန်တော်တို့ပြပပို့ကုန်ကနေပြီးတော့ရရှိတဲ့အဲဒေါ်လာတွေကိုတုံးဆွတဲ့အတွက်အဲ့ကိစ္စလေကျွန်တော်တို့အတွက်ခက်ခဲကြီးများရှိပါတယ်အဲ့တော့အားလုံးကကျွန်တော်တို့ကုန်တွေလည်းအပြင်တင်သွင်းတဲ့လူတွေလည်းပဲခက်ခဲတွေရှိတယ်လို့အဲ့ဒီပေါ်မှာကျွန်တော်ကုန်ချက်တတ်မှတ်တဲ့ဈေးနှုန်းနဲ့များစွာ ျော်လွန်နေတဲ့အခါကျတော့ဒေသမိုက်တို့လည်းဒုက္ခရောက်ပါတယ်အဲ့တော့အဲ့လိုလေယာကန္တာစပြီးတော့စိုက်ပျိုးတဲ့အချိန်ကစပြီးတော့အဲ့ဒါလိုမင်းကြီးကိုကြောင်းမှုတွေရှိလာတယ်နောက်တော့ကစိတ်သိမ်းတဲ့ကာလမှာလည်းအလားတူပဲစက်ကီယာတွေရဲ့ဟိုလုံဆောင်မိုးဆောင်ဈေးတွေကကြီးပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အရင်ကလိုလေယာလုံသားတွေကရှားပါလာတယ်ရေလုံးဟုတ်တော့ရှားပါလာတဲ့အတွက်သူတို့ရဲ့တတိယဆော်ဝဲဘောပေါ့နော်ဝေဆောင်ဈေးကလည်းပဲကြီးလာအဲ့ဒီမှာတခါ ကျွန်တော်စက်ပြရတွေသုံးသွင်းတဲ့အခါကျတော့အဲ့ဒီဇေယျကြီးကလည်းရှိပါတယ်เนาะကျွန်တော်တို့အခုကြမ်းပြေးကျွန်တော်တို့ဒါလေ့လာရပြီးတော့ဒီထွန်ဆက်တို့ရေတိချွေလဲဆိုတော့တသိန်းချက်ပါလဲရှိပါတယ်ကျွန်တော်လွန်ခဲ့တဲ့၃လတင်းကကျွန်တော်ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်လည်းပါဝင်ဆောင်ရွက်ခဲ့ပူပါတယ်အဲ့တော့9000တော့ပဲရှိပါတယ်အခု34000လောက်တက်တယ်အဲ့တော့ထွက်လာတဲ့စဘာကြတော့ကျွန်တော်တို့ကအရင်တုန်းက9သိန်း6သိန်းတဲ့ ပြစ်ပြီပဲအခုကျတော့ကျွန်တော်တို့ဈေးလုံးကအားကိုမြင့်တက်သွားတဲ့အတွက်ကြောင့်သတ်မှတ်တဲ့ကျွန်တော်တို့ရောလောဆယ်ဟို30တဲ့ဈေးကအစပေါင်းကတော့တက်တယ်လို့စပားစီရလည်းအဲ့လိုဒီမတက်လာဘူးနောက်အခုကျွန်တော်တို့နိုင်ငံတော်ကလောလောဆယ်သတ်မှတ်ထားတဲ့ဈေးလုံးကကိုသိန်းခွဲဖြစ်ပါတယ်ဒါဆိုကိုသိန်းခွဲဆိုတာကစပားတက်တရာကိုသိန်းခွဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တကယ်တကယ်လေယာဉ်စိုက်တဲ့အခါမှာတက်တရာရောက်ဖို့အင်မတန်ခက်ပါတယ်နော်ဖြစ်တဲ့နေရာတွေဖြစ်တဲ့သူတို့နေရာတွေက 60နဲ့80လောက်ပဲထက်ရှိတော့တွေ့ရမယ်အဲ့တော့ဘာလို့အဲ့ဒါဖြစ်လဲဆိုတော့စိုးစားပြောတဲ့ချင်းနေเจ้าမလို့တောင်းလင်းသမားတွေကဒီ30ဒီမှာဟိုတတ်မှတ်တဲ့ဟိုဖြစ်တဲ့တုံးလေးကို30ကိုသူတို့မတုံးဆွဲတော့ဘူးချိုးချိုးလိုက်တာပေါ့နော်ဟိုတတ်မှတ်တဲ့အတိုင်းမတုံးတဲ့ခါကျတော့ထက်ရှိတဲ့တုံးကလည်းဖြစ်ဖြစ်နဲ့ယွန်းနေလာတာဖြစ်ပါတယ်အဲ့တော့တစ်ဆက်ထက်မှာပဲဈေးတုံးကလည်းကျနေတယ်တတ်မှတ်တဲ့ဒီကျွန်တော်တို့ကိုကြမ်းတဲ့အတိုင်းမတုံးနိုင်တဲ့အတွက် ဈေးလုံးကလည်းကျွန်တော်တို့ကလောနေနေတယ်တမတ်တဲ့ဈေးလုံးမရဘူးဆိုတော့တစ်တိုက်စဘာတွေကအရှုံးမြပါတယ်ဟောအရေးရတဲ့ကောင်းလေသမားကတော်လေးနေပါတယ်အဲ့တော့ကျွန်တော်တို့ကဒီကိစ္စနဲ့ပတ်သက်လို့ကျွန်တော်တို့ဘာကူညီရမလဲပါတီကနေဘာပြီးတော့ဘာဒီလုတ်ပေးနိုင်တယ်ဆိုတော့ကျွန်တော်စဉ်းစားပါတယ်စဉ်းစားတဲ့အခါမှာသို့တော့ကျွန်တော်ပြောတဲ့ဒီဈေးလုံးတွေတို့မြန်မာနေတာတွေကိုကျွန်တော်သက်ဆိုင်ရတာတာဝန်ရှိသူတွေနဲ့ပေါ့နော် ကျွန်တော်ရင်းနှီးမှုရကျွန်တော်တို့တွားရုံပြီးတွေ့ဆုံပြီးတော့ရှင်းလင်းတင်ပြတဲ့ဆံမှာလည်းသူတို့လည်းပဲဒါတွေကိုသဘောပေါက်တယ်သို့တော်လည်းပဲအခြေအနေရလုံးမပေးနိုင်တဲ့အနေအထားမျိုးတွေနောက်တစ်ခါဖြည့်လျော့မှုအပိုင်းနဲ့မှာလည်းပဲလုံးဝလည်းခက်ခဲတဲ့အပိုင်းလေးတွေကျွန်တော်တို့တိပြရပါတယ်ဒီဟာတွေက policy တွေဖြစ်ပါဒီ policy တွေကိုကျွန်တော်တို့တောင်းဝင်ယူရတဲ့အချိန်ဖြစ်ဖြစ်ကျွန်တော်တို့တောင်းဝင်ရှိလို့နော်လွတ်တော်ထဲမှာရောက်တဲ့အချိန်တွေကျွန်တော်ဒါတွေကိုရှင်းလင်းပြန်ပြမှာပဲကျွန်တော်ဖြစ်နေတဲ့ကြံကြံတွေပေးပါမယ်အဲ့ဒီကာလာထဲမှာကျွန်တော်တို့လယ်သမားတွေလက်ထက်မှာ ပတ်သက်မှုရှိပါတယ်နော်တို့မှာတနေ့တနေ့လို့တနေ့စားရတယ်ပဲဒါပုံသွားပါတယ်အဲ့တော့ရင်းနှီးမြှုပ်နှံမှုမရှိတဲ့အတွက်ကြောင့်ဒီတတ်မှတ်တဲ့နော်တတ်မှတ်တဲ့မျိုးသွားတွေနောက်တစ်ခါတွဲရစုတွေဝင်နိုင်မှုတွေခက်ခဲရှိတယ်အဲ့ဒါကိုကျွန်တော်တို့ကဒီဓာတ်မြောသားတွေတွဲရစုတွေကိုကျွန်တော်တို့ကဝင်နိုင်အောင်နိုင်ငံတော်ကလည်းပဲတက်နယ်ဆုံးပေးထားတဲ့နှုံးသားတွေရှိပါတယ်နော်တေရခါကိုနှစ်သိန်းခွဲပေါ့သူပြောတဲ့နိုင်ငံစည်းဝါးမြင့်တရားတွေပြော ပေးထားတာရှိတယ်။တော့ကျွန်တော်တို့စိုက်ပျိုးရေးဘဏ်ကနေပြီးတော့ချီးပေးတာတသိန်းခွဲရှိတယ်။မလုံလောက်ပါဘူး။ဒီမလုံလောက်တာဒီနဲ့ပဲလယ်သမားတွေကရတဲ့အနေထားနဲ့ပဲလုပ်နေရတဲ့အတွေ့အကြုံ။ဟိုတို့ကျွန်တော်ပြောလို့တို့ပေါ့နိုင်ငံတော်မှာလုပ်တယ်လို့ပြည်ပြည်ဟိုမှာမတုံးနေတဲ့အခါထွန်းထုံးလဲကြောက်ပါ။အရင်တွေ့လဲကြောက်ပါ။အဲ့ဒါကိုကျွန်တော်တို့ကကျွန်တော်တို့နိုင်ငံတော်ကြီးကဲတွေကတဆင့်နော်။နိုင်ငံတော်ကြီးကဲတွေကိုကျွန်တော်တို့ကကျွန်တော်တို့အဝေယူရတဲ့အချိန်ကြလို့ရှိရင်ကျွန်တော်တို့ဒီကိစ္စကိုတေးသေးချာတင်ပြပြီးတော့ ဖြစ်နိုင်တဲ့အခြေအားတိအောင်ကျွန်တော်ဆော်ရပေးဖို့ကျွန်တော်တို့စီစဉ်ပေးပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီရှေ့ကျွန်တော်လုပ်ငန်းစဉ်ပေါ့နော်ကျွန်တော်တို့ရဲ့ပါတီရဲ့အဲဒီအွန်လိုင်းရေးတဲ့ပတ်သက်တဲ့ကိစ္စတွေမှာကျွန်တော်အဲ့ဒါတွေကိုထည့်သွင်းပြီးတော့ရေးသွင်းထားပါတယ်နောက်တစ်ခုကကျွန်တော်တို့မလုပ်နိုင်လဲဆိုတော့အခုတွဲအားစုကုမ္ပဏီတွေမှာအဲကျွန်တော်တို့မိတ်ဆွေတွေရှိပါတယ်အဲ့တော့မိတ်ဆွေတွေကိုကျွန်တော်တို့ကအဲသူတို့နဲ့အခြေအနေတွေကိုရှင်းပြပြီးတော့လယ်သမားတွေကိုဟို တိနာဆက်ပြုတဲ့အချိန်မှာလိုအပ်တဲ့ဓာတ်မြောစာလိုဘုဒ္ဓဆီကိုစိုက်ပြီးဒါတွေကိုကျွန်တော်တို့ကဟိုရှင်းရတဲ့သဘောချိန်ပြီးတဲ့သဘောအဲနောက်တစ်ခါတိနာပေါ်တဲ့အချိန်မှာဒီဟာတွေကိုပြန်ပြီးတော့ဒီပြန်လေပြဿနာစနစ်မျိုးကျွန်တော်တို့ဒါစီစဉ်နေပါတယ်တချို့နေပြီးတော့ကျွန်တော်တို့စပြီးတော့ဆောင်ရွက်နေဖြစ်ပါတယ်အဲ့တော့ဒီနေပြီးတော့မှာတော့ဒါတော့တော့ကျွန်တော်တို့မရောက်သေးပါဘူးเนาะအဲ့တော့ကျွန်တော်တို့တွင်အားစုလို့ရှိနေပဲတကယ်တကယ်နိုင်ငံအတွက် 呃，九十年，两万的多，九十年，等下就有人知道，啊，CZB 来知道，啊，两万的多，超过一千，知道，上面大部分是这些玩意，那知道，水里面知道，水泥带的原始玩意，罗知道，砌缸那边，阿里知道，罗白里阿尼，里面那些水泥造，呃，这边子有说法嘞，今天阿一点。OK。